ငန်းမှုပြန်လဲနှစ်ခါသုံးခါလောက်လဲပါတယ်အဲ့ဒါကိုကိုဝင်ကမပြစ်မနေရိုက်ပါဆိုလို့တော့ရိုက်လိုက်ရတယ်ဒါပေမဲ့ကိုယ့်အကူကြည့်ရတာတော့တိတ်ပြီးတော့အရှင်မပြေတယ်လို့ပဲအဲ့ငန်းမှုပြန်လာတော့ဆိုတော့တက်ကတူချောင်းသားလဲမဖြစ်နိုင်တော့ဘူးလေသူကဆက်ကတိကတော့ပြန်မယ်ဆက်ကတိကတော့ပြန်နေတယ်အဲ့ဆိုတော့အဲ့အဲ့ခါလေးကြတော့ဟိုဘောဟိုအနီးကတ်တော့တိတ်မရိုက်ပါဘူး long shot လေးတွေပေါ့စပင်းလေးရှေ့ချပါချပေါ့အဲ့လိုမဖြစ်ဖြစ်တဲ့အနီးနဲ့ဖြစ်အောင်လုပ်ပါနှကန်းလောက်ဆိုတော့လဲ ကိုကလည်းလှုပ်လိုက်ပါလေကိုကကိုကြည့်ကိုကကိုလှုပ်နေနေရှက်နေလားသူအင်းညဆက်လိုက်တာတပီးရေနေ့ကအင်းနဲ့အမျက်နာခံတော့အချိန်တကြီးကြီးကြည့်ပြီးချက်နေတဲ့ငါ့ကိုကြောင်းနေမှာမြင်မင်းနဲ့အဲ့ဒီမကောင်းတဲ့တီကြီးကိုကြောင်းနေဘာကြီးကြည့်ပြီးအထင်ကြီးနေရဟမ် ို့ထာဝရဝေးဆိုတဲ့ဇလန်တွေပရက်ရှိုးလေးပေါ့အဲ့ဒါလေးကိုလာပြီးတော့ကြည့်ရှုတာပါ။နောက်ပြီးတော့ဒီညနေလို့ထာဝရဝေးဆိုတဲ့ဇလန်တွေထဲမှာဦးမြင့်မောင်ရှင်ဆိုတဲ့ဇက်ကောင်နဲ့ပါဝင်တွေ့ဆောက်တာပါ။ဒီဇလန်ထဲမှာသူကရှေ့မှာမိသားစု live လေးရှိတယ်ပေါ့နော်။ကိုကိုကိုမျိုးသမီးခန္တာသမီးတွေနဲ့ဒါပေမဲ့မထင်မှတ်ထားတဲ့ကံကြမ္မာတစ်ခုကြောင့်ဒီအိမ်မနဲ့ကလေးတွေက ် accident နဲ့ဖြစ်သွားတော့နောက်ပိုင်းမှာထပ်တွေ့တာပေါ့တပင်လဲလို့တပင်တူတဲ့ဘောမျိုးအဲ့မျိုးချစ်ထပ်တွေ့ရဲ့အချိန်မှာရင်ခုန်သွားတဲ့ဟာအဲ့နောက်ပိုင်းဇလန်လေးကတော့လာအောင်ပါအခုမှအစပဲရှိသေးရဲ့ဆိုတော့မပြောပြတော့အဲ့သူကဒီရှေ့မှာဆိုရင်အဲ့မဝါနဲ့ great chan လို့ပေါ့နော်သူတို့ကတော့ဒီသူတို့ရဲ့ character အရသူဇက်ကောင်ကိုအကောင်းဆုံး စ조사ပြီးပုံဖော်ထားကြတာတွေ့ရတယ်ဆိုတော့ဒီရှိတဲ့ပြိတ္တကတော့သူတို့စိုးတော့ဟိုကြည့်နေကြရတော့ဘူး။သူကအဲ့ပါတဲ့ဇက်ကောင်တိုင်းအကုန်လုံးကိုကိုဝင်းကတေချာပြီးတော့ပုံဖော်ပြီးတော့ရိုက်ကူးထားတယ်။တခန်းတခန်းရိုက်တယ်ဆိုလို့ရှိရင်လည်းစိတ်ရှည်ပြီးတော့ဟိုအချိန်ပေါင်းအခါကရိုက်တယ်ပေါ့နော်ဒီ close up တွေရော foreground တွေရောပါညောခဏခဏပြန်ပြီးတော့လှုပ်ကြရတယ်ဆိုတော့ဟိုအယုတ်တွေကိုစိတ်ကြိုက်ယူထားတော့ဟိုဆက်တဲ့အခါကျတော့ ခုနကြည့်ရသလိုပေါ့ဇလန်းလေးကဇက်ရုပ်တွေအကုန်လုံးကကြည့်လို့ကောင်းပြီးတော့ဇက်ကတွက်နေတော့အဲ့ဒါဒီဆ iam မာကြီးရဲ့ဝိထုပေါ့နော်ဆ iam မာကြီးဒေါ်ကလေယာဝိဇာသိပ်ပံရဲ့ဒီဘူးမင်းတို့ထာဝရကြီးရဲ့ရှေ့မှာရုပ်ရှင်တကားလဲရိုက်ထားတယ်တဲ့အဲ့ဒီတော့တော့မကြည့်လိုက်ရဘူးအဲ့ဒီရုပ်ရှင်ဇက်ကားလဲနာမည်ကြီးပြီးတော့တော်တော်အောင်မြင်ခဲ့တယ်လို့လည်းသိရပါတယ်ဒါပေမဲ့ဒီရုပ်ရှင်ကြတော့လဲ ဟိုကြပြတဲ့အချိန်ကနှစ်နာရီလောက်တည်းမှပြီးအောင်ရိုက်ရတာဆိုတော့ဇလန်တွဲကြတော့ပိုင်း30ဆိုတော့ဇက်ကောင်တွေကိုတစ်ခုချင်းစီပေးပြီးတော့ဟို character တွေကိုပို့ပြီးတော့နည်းနည်းချက်ရတော့ပေါ့အဲကြတော့တမျိုးစီပေါ့အရသာပေးတတ်တယ်လဲကြည့်ပြီးတော့ဟိုအားရချင်းနိုင်လိမ့်မယ်လို့ထင်ပါတယ်စလာငါပြီးဝိတုဖတ်ကြည့်လိုက်တော့ရိုက်ရမယ်ဇက်ကောင်ကိုလဲသဘောကျတယ်ပေါ့လက်ရှိအသက်အရွယ်ပေါ့နော်လက်ရှိအသက်အရွယ်နဲ့လက်ရှိအသက်အရွယ်ဆိုရင်မဲ့အဲ့ဒီအဲထဲမှာငယ်မှုပြန်လဲနှစ်ခါသုံးခါလောက်လဲ ပါတယ်အဲ့ဒါကိုကိုဝင်ကမပြစ်မနေရိုက်ပါဆိုလို့တော့ရိုက်လိုက်ရတယ်ဒါပေမဲ့ကိုယ့်အကူကြည့်ရတော့တော့တိတ်ပြီးတော့အရှင်မပြေသလိုပဲဒါပေမဲ့လည်းဟိုလူကြီးဘိုးကလက်ရှိအသက်အရွယ်ကတော့ပုံများတော့ပေါ့ဆိုတော့ဒီဇလန်းလေးပါဘူးကြီးတိုးဆောင်ရတာဟိုအရန်ကလည်းကျေးဇူးလက်တင်ပါတယ်ပါဝင်ခွင့်ရတဲ့အတွက်လေဥမြင့်ပေါင်ရှိဖြစ်အောင်တော့အစွမ်းကုန်တော့ဒီဘက်ကစူးစမ်းထားတယ်နောက်တစ်ခုကကြတော့ဒီအချိန်ကလည်းရိုက်ကူရက်က3လနဲ့4လကြာကြာတယ်ကြာတယ်ကိုရီပါတဲ့အခန်းဆိုလို့ရှိရင်2လ2လလောက်ရက်ရတယ်ရန်ကုန်တလ ်တင်းတရမှာတလားကျော်ကျော်လောက်ကြဲရတယ်နောက်တစ်ခုကသူကဟိုတင်းတရမှာသွားရိုက်တာအောက်ဒိုးတွေကုန်ကြိုက်အင်ဒိုးတွေကုန်လုံးကရန်ကုန်မှာရန်ကုန်မှာဆိုတော့အောက်ဒိုးမှာဟို heavy ခန်းတွေဟိုဖြစ်ခဲ့တဲ့ဟာလေးတွေကိုအင်ဒိုးရိုက်မယ်ဆိုလို့ရှိရင်ငါတို့အပြင်ဒီမျိုး heavy ခန်းတွေဆိုတစ်ဆက်ထည့်ရိုက်ရတာပိုကောင်းတယ်ဒီမှာကျတော့ location နဲ့တစ်ခါရိုက်တယ်ရန်ကုန်မှာတစ်ခါရိုက်တယ်ဆိုဟိုမှာရိုက်ခဲ့တဲ့မှုအတိုင်းဒီမှာပြန်ပြီးတော့ပြန်ကြည့်ပြီးတော့ပြန်လုပ်ရတာပေါ့နော်သူအရုပ်ကလေးတွေပြန်ပြတာပေါ့အဲ့ဒါလေးတွေကတော့အမှတ်တရလည်းဖြစ်တယ် ဟိုတေချာလဲကျူးစားပြီးတော့ပုံပေါ်တော့အဲငဲဦးပြန်လာတော့ဆိုတော့တက်ကတူချောင်းသားလဲမဖြစ်နိုင်တော့ဘူးသူကဆက်ကတိကတော့ဖြစ်ရမယ်ဖြစ်ကတိကတော့ဖြစ်နေပြီအဲဆိုတော့အဲအဲခါနေကြတော့ဟိုဘောဟိုအနီးကတ်တော့တိတ်မရိုက်ပါဘူး long shot လေးတွေပေါ့စပင်းတွေရှေ့ချပါချပေါ့ဒါမျိုးမဖြစ်ဖြစ်တဲ့အနည်းနဲ့ဖြစ်အောင်လုပ်ပါနှက်ခမ်းတော့ဆိုတော့လဲကိုကလည်းလှုပ်လိုက်ပါပဲကိုကကိုကြည့်ကိုကကိုလှုပ်နေနေရှက်နေလား